လောကမှာအမျိုးတွေပျက်စီးနေတယ်ဆိုတော့အကြောင်း၈ချက်ကြောင့်အဲ့ဒီ၈ချက်မှတ်ခဲ့ဘယ်နှချက်နံပါတ်၁เนาะဒကမကြီးနံပါတ်၁ပြောမယ်ရာဇအတော်ဝါမင်းဆူမင်းညင်းကြောင့်ပါကြောင့်အဲ့ဒါအဲ့ဒါဖျားဟောတာအဲရာဇတော်ဝါတယ်ဖျားဟောတယ်ဂျာလားမင်းဆူမင်းညင်းကြောင့်တော့မင်းကောင်းမင်းမြတ်မပါဘူးဂျာလားမင်းဆူမင်းညင်းကြောင့်ဘာဖြစ်လဲအဲ့ဒီလိုမင်းတွေကြောင့်ဘာဖြစ်တတ်လဲဆိုရင်ဒကာကြီးတို့ဒကမကြီးတို့ကိုရအလုံရင်တဲ့ ဥပဒေနဲ့ညှိရင်လဲကိုယ့်ရဲ့ယာဒုအာနာချက်ချင်းမပြောက်ပါဘူးလားစီစဉ်ဥစ္စာအကုန်အသိမခံရဘူးလားကြောက်စရာကြီးဟုတ်တယ်မလားတရားဥပဒေတွေရင်ဆိုင်ရအကုန်ပြက်စီအဲ့ဒါကြောင့်လဲဘဝကြီးပြတ်နိုင်တယ်နံပါတ်1အဲ့ဒါဂယုဆိုင်ပါမှန်တယ်နော်နံပါတ်2စောရတော်ဝါမတရားလူကျင်တဲ့တကူဓမြလူဆိုးတွေကြောက်ဟုတ်ပြီနော်အဲ့ဒါကြောင့်ပဲပြက်စီတော့မဟုတ်ဘူးလားအဲ့ဒါဘဝပြတ်ကြောင်းတွေဟုတ်ပြီလားနံပါတ်3ကတော့ဦးဇေလိုအခိတော်ဝါမိကြောင်းမိတွေလောင်ရင်မပြတ်စီဘူးလား အကုန်ပြောင်းသွားတယ်မီးလောင်ကိုအိမ်တွေကရေဒနာဒုတ်တွေမယူအားရင်အကုန်လုံးမီးလောင်ကုန်ဘဝပြတ်သွားတယ်တချို့တွေဟုတ်ပြီလားယနေ့ချမ်းသာတယ်နောက်နေ့လမ်းဘေးရောက်သွားတယ်ဘဝပိုင်ရှင်တွေအများကြီးပြီးရင်ဥဒကတော်ဝါရေကြောက်ရေဘေးတွေတိုက်တယ်အခုငလင်ဘေးတွေမရှိဘူးလားဒါဒါပြောင်းတဘာဝအန်တရဲကြောင့်အဒီ3နဲ့4ကိုတဘာဝအန်တရဲကြောင့်ဟောတယ်ငလင်လို့တယ်မပြိုကုန်ဘူးလားအကုန်ပြက်စီးတယ်မီးတွေလောင်တယ်အကုန်ပြက်တယ်နာခင်မုန်တိုင်းတွေတိုက်တယ်ရေတွေနဲ့အကုန်မျောသွားတယ်ဟုတ်မလားယနေ့ခေတ်ဘန်ကောက်မြို့ကြီးတော့ စိတ်မချရတော့ဘူးလို့ပြောနေကြပြီပညာရှင်တွေเนาะဒါကြောင့်ကြောက်ဖို့အာရာတွေကြောက်ပျက်စီးတာဘုံကြီးတွေကိုဆွန့်လူလို့မွဲသွားတယ်လူတိတ်အောင်မရှိဘူးရှင်းလာဦးသင်ပြောတာဗုဒ္ဓမြတ်စွာဟောတာเนาะအာရာနောက်တစ်ချက်ကဘာလဲဆိုတော့မြတ်စွာဘုရားကဒကာကြီးတို့မကြီးတို့ဒီမတီမြဲလို့ပြောင်းရွှေ့သွားတာမိမိတို့ရဲ့ပစ္စည်းဥစ္စာတွေအနာရဝင်တထေးတို့မြေကြီးအောက်မှာမြုပ်ထားတဲ့ဆက်ရှိကတိเนาะပျောက်သွားတာတဘာဝဥထုတွေပြောင်းလဲလို့ပျောက်စီပျက်စီးသွားတာအဲ့ဒါကြောင့်ပစ္စည်းဥစ္စာတွေဘာမှအနံ့နဲ့တချို့ပုံကိုယ်တွေကဘာဘန်တွေပြောင်းလဲမှု နော်ကဘာစီဝါရေးပြက်ကက်တွေကြောင့်တချို့ဘာမှအာဏံတဲ့လူတွေဆုံးရှုံးသွားတာတွေမရှိနိုင်ဘူးလားအဲ့ဒါမျိုးတွေအဲ့ဒါမျိုးတွေကြောင့်လဲအမျိုးတွေစီဝါဥစ္စာပျက်စီးတယ်လို့ဗုဒ္ဓဟောထားတာရှင်းလားဦးဇင်းပြောတာအေးဒါမမြန်လေးပဲပြောရယူပါတော့ဘယ်နှချက်ရှိပြီလဲ၅ချက်လားဟုတ်လားအဲနံပါတ်6ကဘာလဲဆိုတော့ဒကာကြီးဒကာမကြီးတို့ရေမိမိတို့အလုပ်ငန်းကိုမကျွမ်းကျင်လို့တဲ့ဘာမကျွမ်းကျင်လို့မိမိတို့စီဝါရေးရွှေလောက်တဲ့လူကရွှေအကြောင်းမသိသူများလိန်စားသွားမှာပေါ့ ဟုတ်တယ်မလားအိမ်ချမ်းပြေလို့လည်းကအိမ်ချမ်းပြေအကြောင်းမရှိရင်သူများလိန်စားမှာပေါ့စပားဆိုင်တဲ့လူလေယာလုပ်ငန်းလုပ်တဲ့လူကမူလီဝါဒအကြောင်းမစုံစမ်းဘူးစပားရေးအကြောင်းမစုံစမ်းဘူးမြေရှိတွေအကြောင်းမလေ့လာဘူးမသုံးသပ်ဘူးဆိုရင်ကိုမြင့်ညံ့နေမြေဩဇာတွေတုံးတာတွေမသုံးတတ်ရင်မပြည့်စုံဘူးလားဒီတိုင်းပဲစီးပွားရေးလုပ်တဲ့လူတွေ၊ကုန်တယ်လုပ်တဲ့လူတွေလုပ်ငန်းပေါ်မှာမကျွမ်းကျင်ဘူးစီးပွားရေးဆိုတာကြက်ကြက်ကန်းဆန်ဦးတိုးတာမရှိဘူးကြားလားကိုယ့်ရဲ့ပညာစီးပွားရေးပညာကျွမ်းကျင်ရတယ်ကိုလုံးမဲ့လုပ်ငန်းကိုပို့ပြီးကျွမ်းကျင်အောင်အမြဲတမ်းလေ့လာနေရတယ် အမြဲတမ်းစီးပူးနေရတဲ့ပညာတွေဟောပြောဝဲတွေနားထောင်မယ်ကိုစီးပွားရေးနဲ့ပတ်သက်တာစာအုပ်တွေဖတ်မယ်အမြဲတမ်းကိုကိုကိုအထိတ်လုပ်နေရတယ်ငါအစဉ်ပြေနေပြီးဈေးရောက်နေဒီလောက်နဲ့မလုံနဲ့အမြဲတမ်းစူးစမ်းနေရဥစဉ်တို့ဆိုတဲ့အမြဲတမ်းစာတွေဖတ်နေရဟုတ်ပြီလားအမြဲတမ်းကိုဘွားကိုအောင်မြင်အောင်တရားနာခြင်းစာဖတ်ခြင်းဖြင့် improve လုပ်နေရတယ်တဘုံပေါလာဥစဉ်ပြောလားကိုကိုကိုမရက်နေရအမြဲတမ်းစူးစမ်းရဟုတ်ပြီလားဒါကြောင့် စီးပွားပြတ်တယ်ဆိုတာဘာလဲအလုံးမကျွမ်းကျင်လို့စီးပွားပြတ်တယ်လို့ဖရားဟောတယ်ရဟန်းတော်တွေဆွန်လောင်းလို့ယံမွဲသွားတဲ့လူတယောက်မှမရှိဘူးဘယ်နှချက်ရှိပြီလဲနမခွန်ပြောအောင်မယ်နမခွန်ကတော့ဘာလဲကုလာဃာရောတဲ့ဟာပါပြီကုလာဃာရောတဲ့အကြမ်းလာတကယ်ကြီးလို့မကြီးလို့ယိမိမိတို့အိမ်မှာအသုံးဖြုံးကြီးတဲ့ပုံကိုယ်တွေကြောင့်ဘာလို့ကြောင့်တက္ကမကြီးတို့အိမ်မှာမိသားစုဝင်တွေမှာချဲထိုးနှလုံးထိုးမရှိဘူးလားအဲ့ဒီအိမ်မွေးမယ်မှတ် ဟုတ်ပြီနော်လောင်ကစားလုပ်တဲ့အိမ်ရှိရင်မွဲပြီအရက်တင်စားမူရစီဝါတောက်စားအပျော်ပွားလိုက်စားအဲ့ဒါကိုပြောမယ်ဆိုရင်ဒါဆွေမျိုးမိခဲတွေပါတယ်လေအဲ့လိုပုံကိုယ်တွေကိုမောင်လေးတွေကိုသားလေးတွေတမီးလေးတွေတယောက်ယောက်ပါအဲ့ဒီအိမ်မွဲမှာနားလည်ပြီလားဆုံးလူလို့မွဲတာတယောက်မှမရှိဘူးဒါကြောင့်ဘဝမှာချမ်းသာခြင်းဒီအချက်တွေတတိမထားသင့်ဘူးလားအဲအဲ့လိုရှိတယ်ဆွေမျိုးမိခဲနားလည်ပြီနော် ဲ့ဒါဒကမကြီးတို့သဘောပေါက်အဲ့ဒါနံပါတ်ဘယ်နှချက်လဲခုနှစ်ချက်နောက်ဆုံးချက်ကတော့အနှိမ့်စပဲတဲ့နောက်ဆုံးချက်ကဘာလဲဒါဥစဉ်ချဲ့ပြီးပြောချင်တယ်မပြောနိုင်တော့ဘူးအချိန်မရှိတော့နော်သဘောပေါက်ပြီလားနောက်ဆုံးကဘာလဲအနှိမ့်စပဲဘာမှမမြဲတာကြီးကိုဒကမကြီးတို့ဖုံးကြီးတွေကိုလှူလို့မွဲတယ်ဆိုတာအတိတ်ပဲမရှိပါဘူးတခုတော့ရှိတယ်ဖုံးကြီးတွေကိုလှူလို့မွဲတာကဂုံမတ်တဲ့ဒကာဒကမတွေကြားလားဂုံမတ်တဲ့ဒကာဒကမတွေဟာတိလသမารိပညာတိုးတက်အောင်လှူဒန်းမတက်ဘူးကြားလား ဂုံရဖို့မျက်နှလုံးမျက်နှာရလုပ်ပြီးတော့တားဆင်ပြုပွဲတွေတအားလို့မြင်းနေငါဆင်းနေငါပေါင်းနေငါဟာလာဘီယာတွေတိုက် ဟုတ်တယ်မလားအမျိုးမျိုးတီလာတွေဖြတ်ပြီးလုပ်တယ်အဲ့ဒါမွဲတက်တယ်ဟုတ်ပြီလားတဘောပေါက်လောက်ဦးစင်းပြောတာမလိုအပ်ပဲနဲ့အဲမလိုအပ်ပဲနဲ့လှူဒန်းတာမျိုးတွေပေါ့နော်တကယ်လိုအပ်တဲ့ပရိယပရိပတ်ကျင့်နေလို့လှူဒန်းတာမျိုးကြောင့်မမွဲပါဘူးကြားလားသဘောပေါက်ပြီမို့လားအဲ့ဒါစီးပွားပြတ်ချောင်းလို့အဲ့ဒီလိုမျိုးဟောလိုက်တာ